်ဆင်အားလူဘိုရေးသည်လူဘိုဟုသည်စာအုပ်မှအိမ်မက်မြေပုံလေးခက်ရည်ရည်အသက်20ကျော်ចောင်းသားအရွယ်လောက်ကစ၍မိမိသည်အနုပညာဟုခေါ်သောစုကရေးတီအမှုများတွင်ကကျင်းမလဲ၍ အာလုံးနီးပါးကိုစိတ်ဝင်စားခဲ့မိသည်စိတ်ဝင်စားဆုံးဖြစ်ခဲ့သည့်ကျောင်းစာတင်ကြားရေးခရီးစဉ်ကြီးတွင်ဆယ်စုနှစ်တခုကျော်အချိန်ပေးခဲ့ရမှု အပေါ်တွင်လည်းနောင်တရမိသလိုလိုမိမိကျောင်းသားဘဝတလျှောက်လုံးအချိန်ပေးလေးလာခဲ့သောကျောင်းပညာများကလက်တွေ့ဘဝတွင်အသုံးချเสียရာက ရှာမရဖြစ်ခဲ့သည်ကိုသူစဉ်က မိမိမခဲ့သည့်အိမ်မက်များကိုပွင့်လန်းစေသူကို ပြောပါဆိုလျင်ဥအောင်ဝင်စိတ်ပညာဟု ပြောရပါမည်သူစာများကကျွန်တော်အတွက်စိတ်ဓာတ်ခွန်အားနှင့်လမ်းညွှန်မှုအချို့ကိုပေးစွမ်းနိုင်ခဲ့သည်ရလတ်လောရက်အနေနှင့်မိမိအိမ်မက်များကို စကားချမိချနိုင်ခဲ့ခြင်းပင်မိမိဝါသနာများစွာနဲ့မိမိနှင့် အကိုက်ညီ အဖြစ်နိုင်ဆုံးကိုရွေးချယ်နိုင်ခဲ့သည်ပကြီးပပုစာရေးဆရာဒါရိုက်တာ အစရှိသည့်မိမိနှင့် အလန်းကွာအိမ်မက်များကိုပယ်ချ၍ဂီတအနုပညာဆိုသည့်အိမ်မက်ကို ပထမအကျန်းစာရွေးချယ်မိသည်ဒုမတစင်အတန်မကောင်းခြင်းထူးခြားသည့်အတန်ကို မပိုင်ဆိုင်ခြင်းအစရှိသည့်များကြောင့်အဆူကိုပယ်သည် လက်က ဘယ်တန်ဖြစ်နေခြင်းနဲ့ဘယ်တန်ရင်ကျေးမှုအာမကောင်းသောပတ်ဝန်းကျင်တွင်ရှင်တန်နေထိုင်ခဲ့ရသူ ဖြစ်ခြင်းတို့ကြောင့်အတီးကို ထက်ပယ်သည် ထို့ကြောင့်ရွေးချယ်เสียမှာအရေးသာကြံတော်၍တီးရေးဆိုသည်ကိုမိမိခြေနဲ့စွာလက်ခံမိခဲ့၏ကုသနုစကားအရာဆိုလျင်ကွန်ပိုဇာလာစောင်းမိကာလာတော့မပြောတတ်သည်မိမိရွေးချယ်မိသော အိမ်မက်မှာ အလားပါဆုံးဖြစ်စီဖို့မှာငုံပြီးသေးတိုင်းနိုင်ဖို့လူသည်ဟုယုံကြည်၏သူအတွေ့ကျောင်းစာအပါဝင်မိမိအခြေကိုစုပ်ယူနေသော ကိစ္စအချို့ကို ရှင်းချခဲ့သည်အိမ်မက်ဖော်ထုတ်ရေးလုပ်ငန်းစဉ်များအတွေ့အားဖြည့်ခဲ့သည်ရနိုင်သမျှစာကြပြများကိုဖတ်မှန်လေ့လာခဲ့သည် စကယ်လုံးအသစ်တွေရနိုင်ဖို့ခရစ်ယာန်ကျမ်းစာကိုဖတ်ရန် ခံစားချက်တွေရှင်သန်နေစေဖို့ရည်စားများများထားရန်ထူးထူးခြားခြားအကြံပေးမှုများနှင့်ဆရာမောင်တန်တို့၏ထင်းဥပိယေစာအုပ်ကိုရန်ကုန်မန္တလေးတောင်ကြီးရောက်လျရာရာစာအုပ်အဟောင်းဆိုင်တွေမှာရှာဖို့တော့ဖွင့်ခဲ့ရသည့်များကိုလည်းအမှန်ရမိသေးသည် လလန်းမီယာတေးသချင်းများ၏ထူးခြားမှုများကိုတရုတ်ခွဲကြည့်မိခဲ့သည်ရလန်းအဖြစ်က ကျောင်းကိုအောင်တီဟုပြောနိုင်ရောနောက်ဆုံးအဆင့်ဖြစ်သာပြီးခဲ့သည်မိဘအကူအညီဖြင့်ရခဲ့သောအလုံးမှမိဘကိုပင်အတိမပေးဘဲထွက်ခြင်းမိမိရည်ရွယ်ချက်အစားပြုနိုင်ရည်အမှုများဖြင့်လုံးချလည်ခဲ့ရပြီးကျင်လည်ရာအတိုင်းဝိုင်းတို့ကမိမိအားစီးအပြင်ကလူတယောက်အဖြစ်သာသတ်မှတ်ခဲ့ကြပြီးသည်ဂီတတက္ကသိုလ်ရှိသောနိုင်ငံတစ်ခုခုသို့ ပညာသင်သွားရန်အိမ်မက်တစ်ခုကိုတော့မခဲ့မိ၏ဒီလေလက်တွေ့ဘဝကိုရှောင်မလာနိုင်ခဲ့မြမဂီတရှားဘုံတော်ခီးတွင်မိမိအသီးမှတ်ပြုလိုက်မိသူများမှာမြုံမငင်ကိုစောငင်တွားအောင်ဖိုးချူဆိုင်ခန့်လေးတင်ဝင်စေးမှန်ကိုမောင်မောင်ကိုနေဝင်နိုင်မင်းစူးမောင်မောင် နောင်နောင် SF ဘာတင်နှင့်ထူးရင်တင်တို့ဖြစ်ခဲ့၏ထိုသူများတွင်ပင်နှမျိုးခွဲခြားနိုင်သေးသည်မြမဟန်ရှိခြင်းနှင့်ကဘာအစင့်မြင့်ခြင်းတစ်ဖက်ဖက်တွင်သာယက်တီနိုင်ကြပြီးနှစ်ဖက်စလုံးတွင် ပြည်မိသူမှာခက်ရှားရှားသို့သော ထိုပုဂ္ဂိုလ်များသည်ပင် လေးစားလောက်เสียအိမ်မက်မကဲ့သူများဟုယုံကြည်မိသည် ထိုအထဲမှာပင် မိမိအနှစ်သက်ဆုံးပုံစံမရှိမိမိလူကျင်သည့်အဆင့်ကို မတွေ့ရခဲ့ ထိုအချက်သည်ပင်မိမိအတွက် မျောလင့်ချက်မိမိ၏အိမ်မက်ပင် ဖြစ်နေမလားဟု တွေးလျက်အားတက်ခဲ့ရပြမသည်မိမိရည်ရွယ်သည်ကမိမိမွေးဖွားလိုက်သောတချင်းကို ကြားလိုက်ရလျင်မြမတချင်းမှန်သိရမည်ဥပမာအိန္ဒိယတချင်းဂျပန်တချင်းတို့ကိုကြားလျင် ဘာသာစကားကို နားမလည်သည့်တိုင်အိန္ဒိယတချင်ဂျပန်တချင်မှန်သိသလိုမျိုးမိမိတချင်ကိုကြားလျင်မြန်မာတချင်မှန်ကိုသိစေရမည်စာသားကို နားလည်ခံစားနိုင်သူမြန်မာနိုင်ငံသားများအကြားတွင်လည်းမြည်သည့်အဆိုတော်ပင်ဆုဆုမိမိရည်ဆက်သောတချင်မှန်သိရမည်အခြားတချင်များနှင့်ဟန်စတန်ရဖြစ်စီ စကေးရဖြစ်စီ၊ကွဲပြားခြားနားသည့်ထူးခြားမှုတစ်ခုခုကိုမိမိဖန်တီးလိုက်သောတခြင်းများတွင် ရှိနေစေရမည်ဖြစ်နိုင်လျင်တကဘာလုံးခံစားနိုင်စေရန်အင်္ဂလိပ်ဘာသာဖြင့်တခြင်းရေးခြင်းသည် ကိုကြိုက်သည့်ကိုတခြင်းနှင့်ใกล้ညီမည်အဆိုတော်ကိုပင်မွေးမြူ၍ကိုတခြင်းများကိုစိုးစေမည်အဆိုတော်အကြိုက်လက်ရေးเสียရမလို့ မိမိလေးလာဘူးသောဂီတဆန်သတ်မှတ်ချက်များတွင် ပထမအဆင့်ကိုဘီဘာတိုင်းမင်းဒုတိယအဆင့်ကို စတိုင်းစကီတတိယအဆင့်ကိုမူဟု၍ရှိကြသည်မြန်မာနိုင်ငံတွင်ဂီတပညာကို စနစ်တကျသင်ကြားခွင့်မရကြသူများမှအများစုဖြစ်ကြသည့်အတွက်ပထမအဆင့်ကိုအခြေခံမခိုင်မီမှပင်တတိယအဆင့်ကို ကျော်လွန်၍ဝိရစီဝါအာကိုဖြစ်လှမ်းတက်ကြရာတတံမစိမိပါပဲစုံစုံမြုပ်ခဲကြရသည်ကြီးမားသောဆုံးရှုံးမှုတရက်ပင်မြမဂီတတွင် စကီးကိုစိုင်းဝိုင်းအခေါ်ဝဆောင်းအခေါ်ဝကွဲပြားစွာရှိနေကြတော်လဲတကဘာလုံးသုံးဆွဲနေသောဒူရီမီဖာဆူလာတီတိုဆိုသည့်ဒန်ဒိုနက်စကီ nature skill တွေကမတွက်ခဲ့ကြမြမတခြင်းများကိုဆိုရင်မိသည်တခြင်းကိုဆွဆူ guitar တစ်လုံးတည်းဖြင့်တီးခတ်၍ရနေသည်ကျိုးပြောင်းညှိเสียမလို့ကျိုးညှိနီတစ်ခုတည်းကိုသာ သုံး၍ရသည် မမရရထိုကိစ္စနှင့်ပတ်သက်၍တခါကမိမိအတွေ့ကိုမိခဲ့ဘူးသည်မြမတွင်တဏှာသည် ထူချမှုတစ်ခုတဏှာသည် မြမတင်ကေတာတခုဟု ဆိုနိုင်စရာသို့ဆိုလျင်တဏ္ဍာကောက်တခုကိုယူ၍၎င်းတွင်ဘေးတိုင်းမြင်ရသော လိုင်းခွေးကလေးများကို International Gita Tingita မြင်ကြောင်းငါးခုထဲတွင်ထည့်ကြည့်မည်ပေါ်လာသောအနိတ်အမြင့်တန်စင်လိုင်းလေးကိုမြမဂီတာဤမူပိုင်စကီးတခုအဖြစ်ယူမည်ဟု အများကလက်ခံမခံမှာမတိကြလှတော်လဲ မိမိအတွက်မူကိုယ်ပိုင်စကေးတစ်ခုရလိုက်တံကောင်မျောလင်းခဲ့မှုသည်၎င်းသည်လည်းမိမိအတွက်အိမ်မက်တစ်ခုမျှသာမိမိအိမ်မက်ကိုအသေးစိတ်ပုံဖော်ကြည့်မိသည့်အခါထွက်လာသည့်အဖြေကကဘာအစင်မီမြမဟန်ပါသည့်ကိုယ်ပိုင်တန်စင်တီးများဖန်တီးနိုင်ရင်သူဆိုပါလျင် ကဘာဂီတာနှင့်မြမဂီတာတို့ကိုကွဲကွဲပြားပြား တိနာလေချာ၍မြမဂီတဟံဤအနှစ်ချုပ်ကိုလည်းစုပ်ကင်မိသားဟုလူပါမည်ကိုပိုင်အမှုပညာဖန်တီးမှုဆွမ်းရည်မှာမူမရှိမဖြစ် အိမ့်မဲ့သည်လက်တွေ့မဟုတ်ညီမချင်းချမရဆိုသည်ကိုလက်တွေ့ဖြတ်သန်းမှုများမှတသည်ပြခဲ့ဤမိမိတွင်ဂီတမျိုးယိုးမရှိမိမိထိဆက်ရာပတ်ဝန်းကျင်တွင်လည်းဂီတပညာရှင်မရှိ ဂီတပညာကိုစနစ်တကျနဲ့အစင်းမြင့်သင်ကြားနိုင်ခွင့်မရှိကမ္ဘာဂီတကိုစုံစုံစစ်စစ်လေ့လာနိုင်စရာနေရာမြန်မာနိုင်ငံတွင်မရှိမြမဂီတဟုပြစေရာအထောက်အထားတသက်မရှိမြမဟန်ဟုပြောစေရာအထောက်အထားတသက်မရှိပုံမူဆိုးသည်မှာစတူဒီယိုခေတ်တွင်မြမဂီတမြမဟန်ဟု ြောเสียသက်သည်အထောက်အထားမရှိမိသည့်တခြင်းကိုပြောရမည်နီမိသည့်အချက်ကြောင့်ပြောရမည်နီမိသူများကအတိအမှတ်ပြုခဲ့ကြသည်မိသည့်ခေကဂီတကိုမြမဂီတအစဟုသတ်မှတ်မည်နီအပေเจ้าနီစသည့်အချက်များသည်လည်းမရှိမိမိမသိခြင်းနှင့်လလန်းမမိခြင်းများလည်းဖြစ်နိုင်၏ထိုမရှိခြင်း ်မသိခြင်းများနဲ့ရင်ဆိုင်တိုးခဲ့ရသောမိမိမှာတာထွက်ထွက်ချင်းအစမှပဲခီးစဉ်ပြက်ခဲ့ရတချင်းလေးအပုတ်90ကျော်လောက်ရေးပြခဲ့သည်အများနဲ့မတူအောင် scale style diamond တို့ကိုစမ်းသပ်တီထွင်ကြည့်သည်တချင်းတစ်ပုတ်မှပင် စာသားတစ်မျိုးတည်းကိုတန်စင်နှမျိုး scale နှမျိုး diamond နှမျိုးပါအောင်ထူးအောင်စူးစမ်းကြည့်ဘူးသည် မိသူမှမတိလိုက်ကြတိအောင်လည်းမစွမ်းနိုင်ခဲ့ကိုလိုချင်သည့်အစင်အထီလည်းမရောက်ခဲ့ဘယ်သူများဒီလမ်းကိုရှောင်နေပြီလဲမျောကြည့်ပြန်တော့လေတရားမှမတွေ့ရသည် rap hip hop တွေတဲ့တန်တရားလေ၍ကောင်းကြတော့မြမဟန်ဟုပြောเสียဘာသာစကားနဲ့ဒူမှလွဲ၍မပါမြမဂီတကိုကပ္ပဂီတရှင်ပြင်တွင်တက်ရောက်ရှင်ပြန်ရန် ကြိုးစားခဲ့ကြသောမြမငိန်ကဲ့သို့သောမြမဂီတသူရဲကောင်းကြီးများလမ်းတစ်ဝက်တွင်အရှုံးပေးခဲ့ကြရသည်ကိုစာနာမိလာ၏ကိုအလံကိုကံ၍တက်ရောက်ရှင်ပြန်ခြင်းသည်ခက်ခဲတတ်စမြဲဖြစ်သည်ကိုသူများအလံကိုကော်ပီလုပ်ခြင်းမှကပြဿနာမရှိဤပုံဖြင့်မြမဂီတရွှေဦးစီဒူဒံဘျောဒံတို့ ရှမ်းအိုးစီကရင်ဒုံးရီတို့သည်အာဖရိကလူငယ်တို့၏ဂီတများကဲ့သို့ကမ္ဘာဂီတရှင်ပြင်တွင် နေရာရလာเสียလမ်းကြောင်းမမြင်၎င်းကိစ္စများသည်မိသူတွေ၏တော်ဝင်ဖြစ်မည်နည်းမိမိမျှော်လင့်ခဲ့သောဂီတသူရဲကောင်းများမိသည့်အချိန်တွင်ပေါ်လာမည်နည်းမိမိရှင်သန်နေစဉ်ကာလတွင် မိမိအိမ်မက်ထဲမှသချင်းမျိုးကိုကြားကျင်ဆန်းလာပါပြီအခွင့်အူတရဟု ဆိုရမည်လားမသိအာရှစီကိန်းကို2013ခုနှစ်တွင်မြန်မာနိုင်ငံတွင်အင်ဒိုနီးရှားထက်သာအောင်ကျင်းပမည်ဟုတမဒဦးသိန်းစိန်ကဆိုခဲ့သည်တရားဒီမှာအင်ဒိုနီးရှားတွင်ကျင်းပစဉ်ကပိတ်ပွဲအခမ်းအနားတွင်ဆိုသွားသောဒုကူကြီးကျော်တချင်းလောက်နှင့်မပြီးသင့်တော့ အလွယ်မဖြစ်သင့်တော့မြမကိုစားပြုတခြင်းသစ်တွေကြားရတော့မြင်ပါဤ